ောင်သူများထံမှစပါးတင်သိန်း350နှင့်အမထဆန်အိတ်၄သိန်းဝယ်ယူမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံစံစဘာအတင်းချုပ်အနေနဲ့ပို့ကုန်ကုမ္ပဏီတွေအတင်းဝင်စမ်းဆက်ပိုင်ရှင်ကြီးတွေနဲ့ညှိနှိုင်းပြီးတောင်သူတွေထံမှစဘာအတင်းသိန်း350နဲ့အမထဆန်အိတ်၄သိန်းကိုဝယ်ယူသွားမယ်လို့သိရပါတယ်။ လက်ရှိအခြေအနေမှာနိုင်ငံတကာဝယ်လိုအားကြာဆင်းနေခြင်းပြည်တွင်းဝယ်လိုအားကြာဆင်းနေခြင်းစတာတွေကြောင့်စံစဘာဈေးကွာအတွင်းအမထနွေစဘာစိုက်ပျိုးတဲ့တောင်သူတွေအနေနဲ့ဈေးနှုန်းကြာဆင်းခြင်းရောင်းချရန်ခက်ခဲခြင်းစတဲ့စိုးရိမ်မှုတွေဖြစ်ပေါ်နေမှုအပေါ် အခုလိုစံစဘာတွေကိုဝယ်ယူပေးသွားမှာဖြစ်ပါတဲ့ စံစပါထွေဝယ်ယူခြင်းလုပ်ငန်းစဉ်ကို လာမယ့်ဧပြီလနဲ့မေလအထွေမှာဆောင်ရွက်ပေးသွားမှာဖြစ်ပြီးစံစပါရောင်းချဖို့အခက်အခဲရှိတဲ့တောင်သူတွေအနေနဲ့မြန်မာနိုင်ငံစံစပါအသင်းချုပ်ကိုထိုက်ရိုက်ဆက်သွယ်နိုင်တယ်လို့သိရပါတယ်ရှင်။